အားလုံးမင်္ဂလာပါကျွန်တော်တာတာကျွန်းလဲမှာကျွန်တော်ရဲ့ဒီဘာလာမာလာကျမိုက်ပြဿနာများဆိုတဲ့စီစဉ်ရနေပြီးတော့ထပ်ပြီးတော့ကျေးဇူးပါတယ်ဒီနေ့မှာကျွန်တော်တို့ပြောပြတဲ့အကြောင်းအရာကတော့၃မျိုးပေါ့နော်ကျွန်တော်မိထားတဲ့ဟာတွေတည်းကနေပြီးတော့ကျွန်တော်ရွေးချယ်ထားတဲ့ဟိုဘလူရီစိတ်ခဲမှာနည်းနည်းဟိုထူးရဖြစ်နေတဲ့အကြောင်းအရာကျွန်တော်သုံးခုရှိတယ်အဲ့ပထမဆုံးတစ်ခုကလည်းစအောင်ပထမဆုံးတစ်ခုကဘာလဲဆိုတော့အာသီတောက်တာတဲ့ခန္ဓာကိုယ်အတွက်အကျိုးရှိရလားတဲ့ဟိုအာသီတောက်တဲ့အခါကျရင်ခန္ဓာကိုယ်မှာဘာတွေကောင်းကျိုးတွေရှိလဲဆိုပြီးတော့မျိုးမိထားတာပေါ့နော် ဟိုပေါ့တချို့ကလည်းအာသီတောက်တယ်တချို့ကလည်းအာသီမတောက်ဘူးအဲ့ဒါဘာကွာလဲဘလို့အာသီတောက်ကိုတောက်မှဖြစ်မှာလားဆိုပြီးလူတွေစိတ်ထဲမှာထင်နေတဲ့အရာပေါ့အဲ့ဒီခါနဲ့ပတ်သက်ပြီးကျွန်တော်ပြပြချင်တယ်အဲ့တော့ကျွန်တော်တို့ကအလွယ်ပေါ့နော်အာသီလို့ခေါ်လိုက်တာပဲအာသီဆိုပေမဲ့အဲ့ဒီဟာကဘာလဲဆိုတော့ vitamin နဲ့အထူးသဖြင့်အထက်မှာပါတာတွေကတော့ vitamin နဲ့ minerals တွေပဲပါတာပဲ မူဝဲပေါ့နော်အားသေးတစ်ခုနဲ့တစ်ခုမတူကြဘူးဗိုက်တာမင်းစပါရီပါရီမင်းနရယ်စပါရီပါရီဆိုရဲအစားမတူကြဘူးနောက်တစ်ခါဗိုက်တာမင်းနဲ့မင်းနရယ်ပလပ်စ်တချို့မှာဆိုရင်နည်းနည်း additional တခြားအာဟာရဓာတ်တွေပါရာမျိုးရှိတယ်ပေါ့နော်ဆိုတော့ထားပါတော့ဒါမဲ့ကျွန်တော်တို့အလွယ်လို့အားသေးလို့ခေါ်နေကြပြီမယ်အားသေးဆိုတာကတောက်လိုက်ရင်ပေါ့နော်အရင်တော့အားမရှိလားအရန်ကိုကြုံလီနေတာနေပြီးအားသေးလက်တောက်လိုက်တော့အရန်ကိုအားရရှိနေတာမျိုးအဲ့လိုမျိုးပုံစံမျိုးကျွန်တော်ထင်မှတ်မှားကြမှာရှိတယ်။အဲတချို့တွေလည်းအဲ့လိုမျိုးပေါ့ဟိုစီကံသွားပြီးတော့အကျိုးသိသွင်းတယ်အဲ့လိုမျိုး အကျိုးသိသွင်းတဲ့အခါမှာလည်းခုနကပြောတဲ့ multivitamins တွေ minerals တွေဝဲကျွန်တော်တို့ထိုးပေးလိုက်တာပဲထိုးပေးလိုက်တဲ့အခါကျတော့ဟိုချက်ချင်းရုပ်တည်အားရရှိတာမျိုးကိုအားစီရလုပ်ပေးနိုင်တာမဟုတ်ဘူးကျွန်တော်တို့ကခန္ဓာကိုယ်ထဲမှာငကိုရေရရှိသင့်ရှိတိုက်တဲ့ vitamins နဲ့ minerals တွေပမာဏဆိုတာရှိပါတယ်။အဲ့ဒီပမာဏမရှိဘူးဆိုရင်ကျွန်တော်တို့မှာခန္ဓာကိုယ်မှာပြဿနာတွေဖြစ်တတ်တယ်။ဥပမာအဖြစ်ဆိုရင်ရင်တော့ကျွန်တော်တို့ပေါ့အော်ဒီတင်မောသားတွေပေါ့နော်ရေလန်းခီရေချောင်းခီသွားတဲ့ခါကျတော့အသီးအနှံတွေပါမပါနိုင် အသီးနှံနေပါတယ်မထည့်ဝါနိုင်တဲ့ခါကျတော့အဲ့ဒီမှာဘာဘာဖြစ်လဲဆိုတော့ vitamin C ဓာတ်ထွက်တဲ့ယောဂဖြစ်တယ်အဲ့ဒါ scarbi လို့ခေါ်တယ် scarbi ကအဲ့လိုမျိုးဘောတော့ခန္ဓာကိုယ်ကအနာရီဖြစ်တာနောက်ကသပုံးသွေးယိုတာနောက်နောက်မှာတော့ဟိုဘောတင်းတင်းဆုံးနိုင်တဲ့အချိန်ဒီဟိုဘောတကယ်တမ်းမှာဒီလိုအပ်တဲ့ vitamin C ကိုမဖြစ်တင်းနိုင်ဘူးဆိုတော့တင်းဆုံးတဲ့အဖြစ်ဖြစ်နိုင်အဲ့တော့နောက်ပိုင်းမှာကျတော့အဲ့ဟာကိုတွေ့ဝါတဲ့ခါကြတော့ဒီတင်မောသားတွေခီးထွက်တဲ့ခါကြရင်တင်မောခီးထွက်တဲ့ခါကြရင်သူက citrate fruit ပေါ့နော်ချင်းတဲ့အသီးတွေယူရတဲ့အရင်ကတော့ချင်းတဲ့အသီးတွေမှာ vitamin C ပါတယ်ဆိုတော့သိလို့မဟုတ်ဘူး ခုနဟာနောက်ပိုင်းကျတော့တိလာပါလဲဆိုတော့ဒီလိုပင်လယ်ရေချောင်းခီးသွားတဲ့ခါမှာဗီတာမင် C ဓာတ်ချို့တဲ့တယ်လူတွေမှာဗီတာမင် C ဓာတ်ချို့တဲ့တဲ့အတွက်ကြောင့်မို့အဲ့နောက်ပိုင်းမှာစကာဗီလိုမျိုးယောဂါတွေဆက်ပြီးဖြစ်တာဆိုပြီးတော့လူတွေကတိသွားတယ်တိသွားတဲ့ခါကျတော့မှ ျွန်တော်နောက်ပိုင်းမှာဆိုရင်ဗီတာမင် C ပါတဲ့ခြင်နဲ့အသီးနှံတွေကိုကျွန်တော်သယ်ဆောင်ပါရယ်ဒီလိုသဘောမျိုးပဲကျွန်တော်တို့မှာဗီတာမင် C ရသူ့ဟာနဲ့သူပုံမှန်ပမာဏမှာရှိနေတဲ့။များနေတာလည်းမကောင်းသလိုနည်းနေရလည်းမကောင်း။ခုနပြောတဲ့ဗီတာမင် C ကိုပဲကျွန်တော်စဉ်းစားကြည့်အောင်။ဗီတာမင် C ကသူ့ပုံမှန်ပမာဏအတွင်းမှာရှိရတယ်။နေဝိုင်းခုနစကားဘီလိုမျိုးယောဂပိုးတွေဖြစ်လာတယ်။ကိုယ်ခံကြလာတယ်မျိုးဖြစ်လာသလိုများလိုက်ရင်လည်းများဝိုင်းတဲ့ခါကျရင်လည်းကျွန်တော်ဗီတာမင် C ကဟိုအနေကျပြီးတော့ကျွန်တော်ကြောက်စီးကြောက်တဲ့အရာမျိုးယောဂမျိုးတွေဖြစ်နိုင်တယ်ပေါ့နော်။ဆိုတော့ သူကမနေလို့မများလို့ပမာဏမှာရှိတယ်။အဲ့တော့အားစိတ်တောက်တယ်ဆိုတဲ့နေရာမှာကိုကငကိုရဲကအစားတောက်ယူရတယ်။ကိုကအစားတောက်လည်းယူရတယ်။ကိုကမလိုအပ်တဲ့အားဟိုပမာဏပေါ့နော်။အား ဟိုဗီတာမင်နဲ့မင်နရယ်ပမာဏကိုကိုကရလာအောင်စားတောက်နိုင်ဘူးကိုကအနေထိုင်ရလဲဥမာထားတော့ဟိုမြို့ပြလူနေမှုပုံစံနဲ့ဖြစ်နေတယ်ကျွန်တော်တို့အိမ်ထဲမှာပဲနေတာများတယ်နေအောင်ရေသေးချာမရနိုင်ဘူးစသဖြင့်ဒီလိုမျိုးကိုမှလိုအပ်ချက်တွေရှိနေတယ်ဆိုရင်တော့ခုနအားသေးတောက်တာကအကျိုးရှိပါတယ်အားသေးတောက်လိုက်တဲ့အခါကျရင်ကျွန်တော်တို့မှာရှိနေတဲ့ဗီတာမင်စေမင်နရယ်စေလိုအပ်နေတဲ့ဗီတာမင်မင်နရယ်စေကကျွန်တော်ခန္ဓာကိုယ်ရေပြန်ရောက်လာတဲ့အတွက်ကြောင့်မို့ကျွန်တော်မှာခုနပြောတဲ့ဘေးထွက်ဆိုးကျိုးယောဂါတွေထပ်ပြီးမဖြစ်ဘူးပေါ့ဒါပေမဲ့ငကိုရေရမှဟိုပေါ့တခြားဘာမှအရင်မလိုအပ်ဘူးဟိုသွားနိုင်လာနိုင်စားနိုင်တောက်နိုင်နေတဲ့သူတယောက်ကမဖြစ်မ နေအားသေးတောက်ဆရာကျွန်တော်မလုပ်ပါဘူးဟိုအဲ့လိုမျိုးမဖြစ်မနေအားသေးတောက်တော့အားတွေပူရှိလာမလားပေါ့ဒါနောက်ထပ်ဘေးကတခုတကယ်တမ်းမှာကြာတော့ကျွန်တော်တို့ရဲ့ခန္ဓာကိုယ်ကသူ့ဘာသာတွေ regulate regulate လုပ်တယ်ဆိုသူပုံမှန်အနေထားမှာရှိအောင်ခန္ဓာကိုယ်ကသွားပြီးလုပ်နေဗျာအဲ့တော့ဆိုလိုချင်တဲ့သဘောကတော့ကိုကမလိုအပ်ဘူးအားသေးတောက်မလိုအပ်ဘူးဒါပေမဲ့ကိုကအားသေးတောက်တယ် anyway နော်အားသေးကိုဘာဖြစ်ဖြစ်ကျွန်တော်တောက်လိုက်တယ်ဆိုရင်ဘာဖြစ်သွားလဲဆိုတော့အဲ့တောက်လိုက်တဲ့အားသေးအား အဲ့တောက်လိုက်တဲ့အားသေးတွေမှာပါတဲ့ vitamins တွေ minerals တွေကဒီခန္ဓာကိုယ်ကနေမဆုတ်တော့ဘာလို့လဲဆိုတော့သူကလိုအပ်တဲ့ပမာဏအထိပဲရှိခဲ့တဲ့ခါကျခန္ဓာကိုယ်မဆုတ်တော့ဘဲနဲ့ကျွန်တော်တို့က CC တွေ1နေဖြစ်နေပြန်ပြီးဆွန့်ပစ်လိုက်တယ်အဲ့ခါကျတော့ကျွန်တော်အားသေးကိုဟိုလိုအပ်သည်ဖြစ်စေမလိုအပ်သည်ဖြစ်စေတောက်တောက်လို့ရတယ်ပေါ့နော်တောက်တောက်တာတော့ဘာမှမဖြစ်ဘူးကျွန်တော်တို့ကိုအရင်ကတော့ဟိုပြဿနာမရှိလောက်ပေါ့နော်မလွန်ကြမဟုတ်ရင်ပြီးရပါပဲ ါမဲ့မဖြစ်မနေတောက်เสียရတော့မလို့လောက်ကို့မှာလိုအပ်ချက်ရှိနေတယ်ကိုကဘယ်ယောဂဘယ်ကွာလေးရှိနေတယ်ကို့မှာတော့ဟိုဗီတာမင် C တက်ချို့တဲ့နေဗီတာမင် B တက်ချို့တဲ့နေဆိုရင်တော့ကျွန်တော်အားသေးတောက်တာပူပြီးတော့အကျိုးထူပါတယ်ဒါပေမဲ့အမှန်မမားဘူးကအားသေးထိုးလိုက်တဲ့အချိန်မှာအားသေးတောက်လိုက်တဲ့အချိန်မှာခန္ဓာကိုယ်ကြီးကအရန်ကိုအားရရှိပြီးတော့အရန်ခွန်အားတွေတိုးပွားလာတာမျိုးမဟုတ်ဘူးအားသေးဆိုတော့ကအများဖြစ်တော့ခန္ဓာကိုယ်အတွက်လိုအပ်တဲ့ဗီတာမင်နဲ့မင်နရယ်စတက်တွေကိုဖြည့်တင်းမိတဲ့အရာတစ်ခုပါအဲ့အတွက်ကြောင့်မလို့ကို့မှာမလိုအပ်ဘူးဆိုရင်မဖြစ်မနေ ဟိုတောက်ဆိုင်အောင်မလုပ်ပါဘူးစိတ်ကတွားပြီးတော့လေဈေးမကြကနာထိုးစရာမလုပ်ပါဘူးတချို့တွေအဲ့ဒါလုပ်တယ်လေစိတ်ကတွားပြီးတော့အားသေးထိုးတာတွေဘာလို့อ่ะဟိုတကယ်တမ်းမှာတော့မလိုအပ်ပါဘူးအားသေးထိုးရိုင်းလဲကျွန်တော်အားရှိလာတာမဟုတ်ဘူးကို့မှာလိုအပ်ချက်ရှိနေရင်တော့အားသေးအဆင်ပြေပါတယ်လိုအပ်ချက်မရှိရင်တော့အားသေးကဘာမှမထူပါဘူးနော်ဒါကပထမဆုံးဥစ္စာပါနောက်တစ်ခုကပါလဲဆိုတော့ဒီအစားတောက်တွေတဲ့မတည့်ဘူးဆိုတာဘယ်လောက်ပမာဏအထိဖြစ်နိုင်ကြီးရှိလဲတဲ့အစားတောက်တွေမတည့်ဆိုတာ အဲဒီဟာနဲ့ပတ်သက်လို့ကျွန်တော်တို့ကဟိုအရင်ကတည်းကကျွန်တော်တို့ဒီအိမ်ဒီမှာချိတ်ဆွဲထားတတ်ကြတဲ့ဒီဘောမတည့်သောအစားစာများဆိုတဲ့ဟာကျွန်တော်ကတော့ပြစ်တင်ခြင်းနေပါတော့အဲ့ဒါကကျွန်တော်စုံသမ်းပြီးွားရေအဲ့တော့အဲ့ဟိုကျွန်တော်တီးလောက်တီးတလောက်ကျမကြီးဖွဲ့သီးကိုကျွန်တော်စုံသမ်းကြည့်တရုပ်စာကဘာရနေထုတ်တာလဲကျမကြီးဝန်ကြီးဌာနထုတ်တာလားဘာလားညာလားပေါ့နော်ကျွန်တော်လိုက်စုံသမ်းတဲ့ခါကျတော့ ဘယ်ဆရာဝန်ကမှလည်းအဲ့ဒီဟာကိုထုတ်ထားမဟုတ်ဘူးဘယ်ကျန်းမာရေးဝန်ကြီးဌာနဘယ်အဖွဲ့အစည်းကမှလည်းအဲ့ဒီဟာအဲ့ဒီစာရိုက်ပေါ့နော်ဟိုဟာနဲ့ဟိုဟာစတဲ့ဒီဟာနဲ့စာရင်မတည့်ဘူးဟိုဟာနဲ့ဒီဟာနဲ့စာရင်မတည့်ဘူးဆိုတဲ့ဟာကိုဘယ်အဖွဲ့အစည်းကမှလည်းထုတ်ထားတာမဟုတ်ဘူးလူတိုင်းကအဲ့လိုမျိုးပသက်ပြောနဲ့ရှောက်ပြီးထည့်ထားတာအဲ့ဒီမှာဆိုရင်ဒီမင်းကိုဒီနဲ့တကြားနဲ့စာရင်သေးတယ်လို့နောက်တစ်ခုကဟိုတော်တော်များများပေါ့နော်တော်တော်များစားနေကြစားတော့တွေပါပါနေတယ်နော်သူဝတ်သားနဲ့ဒီကြာယူနဲ့စားရင်သေးတတ်တယ်တို့ပါလို့စားသဖြင့်ပေါ့နော်ဒီအခုနောက်ပိုင်းမှာဆယ်ဘယ်လိုလုပ်မလဲကျွန်တော်တို့ကြာဆွေကြာဆွေနဲ့ဒီဝတ်သားနဲ့ဆိုရင်ဟိုမလ ရှန်ကိုရီမှာတော်တော်များများထည့်နေတာပေါ့နော်ဆိုတော့အစားတောက်ချင်းမတည့်ဘူးဆိုတာအင်မတန်ရှားပါတယ်နော်အစားတောက်အချင်းချင်းသူတို့အချင်းချင်းမတည့်ဘူးဆိုတာရှားတယ်ဥပမာအဖြစ်မင်းကုတ်တီနဲ့တကြားနဲ့ မတည့်လို့သေသွားတယ်ဆိုတာကအင်တန်ရှားပါတယ်အဲ့ဒါကိုကျွန်တော်တို့ဟိုဗီဒီယိုတောင်လုတ်ခဲ့မှုသေးတယ်ဒါပေမဲ့ဘာပြောကြလဲဆိုတော့အဲ့ဒီတော့ကလေအပုတ်ရှာရှာเนาะကျွန်တော်တို့ကအဲ့ဒါဘာလုပ်လဲဆိုတော့ဗီဒီယိုမှာဆိုကျွန်တော်တို့ကမင်းကုတ်တီကိုမင်းကုတ်တီကိုတကြားဖြူပြီးတော့စားပြလိုက်အဲ့ဒါကိုစားပြတဲ့အခါကျဗီဒီယိုမှာဘာပြန်ပြောဘာပြောလဲဆိုတော့ဟဲ့မင်းတို့ကလေမင်းကုတ်တီကိုအခွန်မမစားအခွန်မမဝါမစားတာတဲ့အခွန်ဝါစားမှသူကတကြားနဲ့မင်းကုတ်တီနဲ့အခွန်ဝါစားတဲ့အခါကျတော့မှသူတေးတာဆိုကျွန်တော်ပြင်လာကြည့်မြန်မင်းကုတ်တီကဘယ်သူကအခွန်မဝါစားတဲ့သူရှိလဲဘယ်လိုဘယ်လောက်ထိညံတုံးတဲ့သူမလို့မင်းကုတ်တီကိုအခွန်မဝါစား တာလဲဆိုတော့ကျွန်တော်စဉ်းစားလို့မရအောင်အဲ့ခါကျတော့မင်းကိုတီကိုအကုန်လုံးဝါစာမိလို့ဆိုရင်တော့လဲမပြောတတ်ဘူးကျွန်တော်တို့ကတော့မင်းကိုတီကိုခုနကမှမဝါစာဘူးเนาะဟုတ်ပြီနော်အဲ့တော့ခုနဟာပြန်ဆက်အောင်ဆိုတော့အစားတောက်တရားရေဘူးရအားဖြင့်ဆိုရင်တို့အချင်းချင်းဖေးခင်ပါတယ်တို့အချင်းချင်းမတည့်ဘူးဆိုတာမရှိတလောက်ပဲဘယ်အစားအစာနဲ့ပဲအစားအစာမတည့်ဆိုတာမရှိဘူးကျွန်တော်ခန္ဓာကိုယ်ရဲ့ရောက်ထောက်မှာဓာတ်ပြွားရဲဆိုတာမျိုးလည်းမရှိဘူးဒါပေမဲ့ဘာဖြစ်နိုင်ခြင်းရှိလဲဆိုတော့ပေါ့နော်တချို့အစားတောက်တွေမှာငကိုရဲရယောဂပူးမွားတွေပါလာနေတတ်တယ် အဲ့လိုယောဂပုံမွားတွေပါလာနေတဲ့အစားအသောက်ကိုကျွန်တော်နောက်ထပ်အစားအသောက်တစ်ခုနဲ့ရောပြီးတော့စားလိုက်တဲ့အခါကျတော့အခက်မသိရင်အဲ့ယောဂပုံမွားခန္ဓာကိုယ်မှာဒုက္ခပေးပြီးတော့ပြုတ်အန်လာဝက်ရှော့တာလိုမျိုးဖြစ်နိုင်တယ်ဆိုကြပါဦးဗျာကျွန်တော်တို့စောင့်မှုနဲလားဆိုတဲ့ယောဂပုံကအရင် ဟိုပေါ့ common ဖြစ်တယ်အရန်တွေ့နေကြရှိတယ်နောက် တစ်ခါ eco line ဆိုရယ်ယောဂပိုးလဲကျွန်တော်တို့မကြာခဏတွေ့ရလေးရှိတယ်လမ်းမရစားရဲဝတ်သားတို့ထိုးရီအတုပ်စုံနေစသဖြင့်ဒီလိုမျိုးမတန့်ရှင်းတဲ့စားတောက်တွေမှာဆိုရင် salmonella တို့ eco nine တို့ကပါလာနေတတ်တယ်အဲ့ဒီစားတောက်တွေကိုစားပြီးတဲ့အခါကျတော့ကျွန်တော်တို့ကနောက်ထပ်စားတောက်တစ်ခုကိုထပ်ပြီးတော့စားရဲဆိုတာလို့အဲ့တော့ဆက်ကြောက်ကျွန်တော်အတုပ်နဲ့ဟို muin ကနဲ့ရောစားရဲအတုပ်စားရဲ muin ကစားရဲပေါ့နော်ဒါပေမဲ့အတုပ်မှာကခုနပြောရယောဂပိုးမှားတွေပါနေရယ် ပါနေတဲ့အတွက်ကြောင့်လို့ကျွန်တော်အတုတ်စားတယ်မွေးငါစားလိုက်တဲ့ချိန်မှာနောက်နေ့လဲကြောက်နောက်ဒီညဘက်လဲကြောက်ကျွန်တော်ဝမ်းလျှောတယ်အော့အန်တယ်ပြုတ်အန်တယ်နောက်တော့ဖျားတယ်နားတယ်ဆိုပြီးဖြစ်တယ်ဒါပေမဲ့ကျွန်တော်စိတ်ထဲမှာကြောက်ဘာဆွဲွားလဲဆိုတော့အော်အတုတ်နဲ့မွေးငါနဲ့ရောစားလို့မရဘူးအတုတ်နဲ့မွေးငါကိုရောစားရင်ငါတို့အတွက်ဒီငါတို့ဒီခုနကပြောဝမ်းလျှောတာတို့ဘာလို့ညာတို့ဖြစ်တယ်ဆိုပြီးတော့ကျွန်တော်ကဖြစ်သွားကျွန်တော်အဲ့စိတ်ထဲမှာကျွန်တော်စိတ်ထဲမှာဆွဲွားတဲ့ခါကျတော့ကျွန်တော်တခြားသူတွေလိုက်ပြီးတော့ရှောက်ပြောတော့အာငါတို့ဟဲ့အောင်မင်းတို့အတုတ်နဲ့မွေးငါတွေမစားနဲ့အဲ့ဒါကဝမ်းလျှောတယ်လေဘာညာဆိုရှောက်ပြောတကယ်တမ်းကျတော့မဟုတ်ဘူးခုနက အတုတ်ကြီးပဲစားလဲသူကဝမ်းရှော့မှာပဲဘာကြောင့်လဲဆိုတော့အတုတ်ထဲမှာကဆာမိုနဲလာပြောရဲဘက်တီးရီးယားတွေပါနေတာအဲ့တော့အစားအသောက်တွေတစ်ခုနဲ့တစ်ခုမတည့်ဘူးဆိုတာကဖြစ်နိုင်ကြရခုနလိုမျိုးပဲရှိတယ်ကို့မှာငကူယောဂအခန်းရှိတာလည်းဖြစ်နိုင်တယ်ဆိုကြတော့တချို့လူတွေက no နဲ့မတည့်ဘူး no no တောင်းရင်သူက one shot တယ် lactose intolerance ဖြစ်တယ်လို့ကျွန်တော်တို့ခေါ်တယ်အဲ့တော့ no တောက်တိုင်းမှာသူက one shot တယ်ဒါပေမဲ့သူကမဟုတ်ဘဲနဲ့ no တောက်တယ်ပြီးတော့တမရသည်ဟိုပေါ့တမရရေတောက်တယ်노တောက်တယ်ဒီလိုမျိုးတွဲပြီးတော့တောက်လိုက်တဲ့ခါမှာသူက one shot ဝါတယ် one shot ဝါတာက နှုတ်နဲ့တန်မြာသေးကိုနှုတ်နဲ့တန်မြာနဲ့ရောတောက်လို့မဟုတ်ဘူးဝမ်းရှုံးသွားတာကအဓိကပြဿနာကသူ့စီမှာငကိုရေက lactose intolerance လို့ခေါ်တဲ့ရောဂါရှိနေလို့ဆိုတော့ဖြစ်နိုင်ခြေပေါ့နော်ခုနကပဲအစားအသောက်တွေမတည့်ဘူးဆိုတော့ဘယ်လောက်ဖြစ်နိုင်လဲဆိုတော့ဖြစ်နိုင်ခြေကငကိုရောဂါခံရှိရင်မတည့်တာဖြစ်နိုင်တယ်နောက်တစ်ခုကကျတော့အစားအသောက်တစ်ခုခုမှာပိုးမွားတဲ့ရောဂါပိုးမွားတဲ့ကုသနေမတည့်တာဖြစ်နိုင်တယ်ငကိုရောဂါခံဆိုတာတော့အများကြီးပဲရှိတယ်ဟိုမှာစီးတိုရှိတဲ့သူတယောက်ကကိုကာကိုလာနဲ့ဒွင်းရင်းလေးကိုစားရဲဆိုပါတယ် twin tea ကလည်း imitant တခြားတဲ့များတဲ့ glucose များတဲ့အသီးဖြစ်နေတယ်။ Coca-Cola ကလည်း imitant တခြားတဲ့များတဲ့ glucose များတဲ့ဖြော်ရည်ဖြစ်နေတယ်။အဲ့ခါကျတော့ mango tea နဲ့တခြားဟိုဒီ Coca-Cola ကိုတွဲပြီးစားတဲ့ခါကျရင်သူကငကိုရဲကလည်းသူ့မှာဟိုပေါ့စီချိုရောဂါအခန့်ရှိတယ်ဆိုရင်စီချိုတွေရုတ်တရက်စောင့်တက်သွားပြီးတော့သိဆုံးရတာမျိုးဖြစ်နိုင်ကြီးရှိတယ်။ဒါဆိုရင်တော့ကိုယ့်ရဲ့ငကိုရောဂါအခန့်ကြောင့်ဖြစ်တာ။ခုနပြောတဲ့ဖြစ်စီနှစ်ခုကြောင့်မဟုတ်ဘူးစီချိုစောင့်တက်သွားတာကငကိုရောဂါအခန့်ရှိနေလို့ဖြစ်မယ်။ဒါမှမဟုတ်ရင်လည်းခုနပြောတဲ့ဟာမျိုးဒီတံမြာသီးနဲ့ တပြိုင်ရင်နဲ့ဒီနို့နဲ့တောက်တဲ့ခံကြရင်ဝမ်းလျှော့ရဲဆိုတာလေခုမှငကိုရဲရောဂါခံချီလို့ဖြစ်နိုင်တယ်ဒါပေမဲ့လက်တုပ်နဲ့ဟိုလက်တုပ်ဟိုဘောအတုပ်ဆုံနဲ့ဒီမွေးငါနဲ့ရောဆိုင်ရင်ဝမ်းလျှော့ရဲဆိုတာကအဲ့မှာပိုးမွားတွေပါတာဖြစ်နိုင်တယ်ဒီအတွက်ကြောင့်လို့ကျွန်တော်စားတောက်တွေတစ်ခုနဲ့တစ်ခုမတည့်ဘူးဆိုတာမျိုးယူဆချက်တွေဖြစ်လာနိုင်တာဖြစ်ပါတယ်အဲ့တော့ကျွန်တော်ဘက်ကကျွန်တော်ရဲ့ဟိုဟာအရာဆိုရင်တော့စားတောက်တွေတစ်ခုနဲ့တစ်ခုမတည့်ဘူးဆိုတာမဟုတ်ပါဘူးမတည့်တဲ့စားတောက်ဆိုတာကျွန်တော်တို့သိသလောက်တော့မရှိနော်ဒါကနောက်တစ်ခုပါ ောက်ဆုံးတစ်ခုကတော့လေမဖြတ်အောင်ကျွန်တော်လေဖြတ်ကာကွယ်ဆေးဆိုပြီးထိုးနေကြတာဒီအကြောင်းနဲ့ပတ်သက်လို့ပေါ့နော်ဆိုတော့လေဖြတ်တယ်ဆိုတာကိုကျွန်တော်ရင်စင်းသားအောင်လေဖြတ်တယ်ဆိုတာကကျွန်တော်အုံနောက်ထဲကိုသွားနေသွေးကြောလေးရှိတယ်ဒီအုံနောက်သွားနေသွေးကြောလေးရှိတယ်အဲ့သွေးကြောလေးတွေကသွေးတိုးလို့ဆိုပြီးသွေးတိုးတဲ့အခါမှာအဲ့သွေးကြောလေးတွေပောက်ထွက်သွားတယ်ပောက်ထွက်သွားတဲ့အခါကျတော့အဲ့သွေးကြောလေးတွေကနေထောက်ပံ့ထားတဲ့အုံနောက်ရဲ့အစိပ်ပိုင်းတွေကအလုံးမလုံးနိုင်တော့ဘူးပုတ်ကုန်တယ်အဲ့ခါကျရင်အဲ့ ုံနောက်ထိန်းချုပ်ထားတဲ့ခန္ဓာကိုယ်အင်္ဂါစိတ်ပိုင်းတွေလှုပ်လို့မရတော့ဘူးပြဿနာတက်တဲ့အဲလှုပ်လို့မရတော့ဘူးအောက်ပိုင်းတွေဝါတယ်ဒါမှမဟုတ်ကိုယ်တစ်ချမ်းတွေဝါတယ်စသဖြင့်ဒါမျိုးတွေဖြစ်တပါတယ်ဒါကသွေးကြောပေါက်တာဖြစ်ပြီးတော့တချို့ချိန်တွေမှာကြတော့အဲ့သွေးကြောလေးတွေကသွေးကဲကြောင်ပဲဖြစ်ဖြစ်ဒါမှမဟုတ်လည်းတခြားအစီကဲကြောင်ပဲဖြစ်ဖြစ်ပိတ်ဆို့ဝါတာမျိုးဖြစ်နိုင်တယ်နော်အဲ့သွေးကြောလေးတွေပိတ်ဆို့ဝါတဲ့ခါကျရင်လေအဲ့လိုအပ်တဲ့အုံနောက်ကိုသွေးမရောက်တော့တဲ့အတွက်ကြောင့်မဟုတ်အုံနောက်ကြီးရဲ့အဲ့အစိတ်ပိုင်းတွေပုတ်ဝါတယ်အဲ့ခါဆိုရင်လေဖြတ်တာမျိုးဖြစ်နိုင်တယ်လေဖြတ်တယ်ဆိုတာကလေကြောင့်မဟုတ်ဘူး နော်ခုနပြောလို့သွေးငိုယောဂအခန်းတွေဖြစ်တဲ့သွေးတိုးတွေစီးကြိုတွေနှလုံးယောဂတွေဒီလိုမျိုးယောဂအခန်းတွေရှိနေပြီဆိုရင်ကျွန်တော်လေးဖြတ်ဖို့ခွင့်လန်းရမ်းများတယ်လေးဖြတ်လို့ဖို့ခွင့်လန်းများတဲ့အတွက်ကြောင့်မို့တချို့တွေမှာဆိုရင်ကျွန်တော်တို့ကသွေးကျဲသေးလို့ဆိုလိုမျိုးဟိုတောက်နေရတာမျိုးတွေတောင်ရှိတယ်ဒါပေမဲ့လေးမဖြတ်အောင်ဆိုပြီးတော့ကာကွယ်ဆေးကျွန်တော်တို့ထိုးလို့မရဘူး အဲ့လိုမျိုးစိတ်တလုံးနဲ့နဲ့ယောဂကျွန်တော်တို့ရဲ့လူမျိုးရဲ့ပြဿနာပါလဲဆိုတော့အလွယ်လန်းကိုရမ်းကြိုက်တယ်စိတ်တလုံးနဲ့နဲ့အကုန်လုံးပြီးွားတာတို့စိတ်တစ်ခုတည်းနဲ့အားလုံးအဆင်ပြေွားတာမျိုးကျွန်တော်တို့ရမ်းကြိုက်တယ်အဲ့တော့ကြောင့်မလို့လေးဖြတ်တာလူမ်းကြောက်တယ်ကြောက်တဲ့အခါကျတော့လေးမဖြတ်အောင်ထိုးရဲကာဝေးသေးဆိုတဲ့ဟာမျိုးကိုလူတွေရမ်းသဘောကြကြတယ်တကယ်တမ်းမှာကျတော့အဲ့လိုကာဝေးသေးမျိုးမရှိပါဘူးလေးမဖြတ်အောင်ထိုးရဲကာဝေးသေးဆိုတာမရှိဘူးလေးမဖြတ်အောင်လို့စီတို့ရှိရင်စီတို့ထိန်းရတယ်သွေးတို့သွေးတို့ရှိရင်ကျွန်တော်သွေးတို့ထိန်းရတယ်နှလုံးရောဂါခန့်ရှိရဆိုရင်ကျွန်တော်တို့အနေနဲ့တောက်ရမယ့်စီးတွေစသဖြင့်သူ့ကိုထိန်းွားရတဲ့ဟာမျိုးရှိတယ် လုံးလုံးရှာရှာနေမယ်ကိုကိုအဝမလုံအောင်ထိမ့်မယ်သွေးတို့စီချူကိုထိမ့်မယ်သွေးရင်းစီတက်ကိုထိမ့်မယ်စသဖြင့်ဒီလိုအကြောင်းအရာတွေကပဲကျွန်တော်လေမဖြောင်းကာကွယ်နိုင်ပါတယ်လေမဖြောင်းကာကွယ်သေးထိုးပြီးတော့ဟိုမဖြစ်သေးတဲ့အရာတစ်ခုကိုကြိုပြီးမဖြစ်လောက်အောင်ဆိုပြီးတော့ကျွန်တော်လုံးလုံးမရနော်သွေးတို့ငကိုယောဂဖြန်ခံဖြစ်တဲ့သွေးတို့မထိန်းဆိုရင်စီချူမထိန်းဆိုရင်နှလုံးယောဂအခြေအနေကိုလစ်လူရှူထားမယ်ဆိုရင်ကျွန်တော်လေဖြတ်နိုင်ကြည်ညံအရင်မြင်ပါတယ်ဘလူးကာကွယ်သေးမျိုးနဲ့မှလည်းကျွန်တော်တောင်းလို့မရပါဘူး ဆိုတော့ဒီနေ့ပြောခဲ့တဲ့အချက်၃ချက်ကတော့ခုနကဟာရပြီပါပဲဟိုကျန်တဲ့ comment တွေကိုပေါ့နော်ကျွန်တော်မေးထားတဲ့အထက်ကျန်တဲ့သူတွေရဲ့ comment တွေကိုကျွန်တော်နောက်အလင်းအလင်းတင်လို့ကျွန်တော်ထပ်ပြီးဖြည့်ပြပါမယ်ကြည့်ပေးရကျေးဇူးများတင်ပါတယ်ကျွန်တော်တွင်လိုင်းမှာ